အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့လူငယ်တယောက်စိတ်တက်ကြနေသည်စာအုပ်အပိုင်းငါနောက်ဆုံးအပိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျာချစ်တဲ့သူနဲ့နောက်ဘဝတွေမှာလည်းအတူရှိနေခြင်းပါတယ်ဆိုရင် ပါရမီဖြည့်ပါ ကိုချစ်ရတဲ့သူနဲ့ဒီဘဝမှာဒါမှကနောက်ဘဝအဆက်ဆက်မှာပါပြန်လဲစုံစည်းရဖို့ချစ်ခွင့်ရဖို့အတွက်ဆိုရင်ဒီဘဝကဆလို့ပါရမီဖြည့်သွားနိုင်တယ်ဆိုတာသိပါသလားပါရမီဖြည့်တယ်ဆိုတာဘဝတစ်ခုနဲ့တစ်ခုဆက်သွယ်ဖို့ကြိုးစားခြင်းပါပဲလူတစ်ယောက်နဲ့တစ်ယောက်နောက်ဘဝအဆက်ဆက် ပြန်လဲစုံစည်းနိုင်ဖို့ပြန်လဲချစ်ခွင့်ရဖို့ဆိုတာစူတောင်းယူလို့မရပါဘူးဒီလိုစူတောင်းနေပြုတဲ့အခါစူတောင်းမှားတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်ဒီတစ်ယောက်ကိုချစ်တယ် ဒီတယောက်ကိုဒီဘဝမှာဒါမကအောင်ဘဝတွေမှာပါပိုင်ဆိုင်ခွင့်ရခြင်းနဲ့ဆိုရင်တော့ပါရမီဖြည့်ဖို့ကြိုးစားပါ ပါရမီဘယ်လိုဖြည့်ရမလဲဆိုတာကိုမပြောမီဘုရားအလောင်းသူ့မိတာရှင်ရဲ့သိနဲ့သူ့မိတာနကုလပိတာနဲ့နကုလမ္မာတာတို့အကြောင်းကိုအရင်ဆုံးပြောပါရစေရှိအခါတုန်းကဘုရားအလောင်းသူ့မိတာရှင်ရဲ့သိဟာဇန်အဘိညာဉ်နဲ့ကောင်းငယ်ခကြီးကြွနေစဉ် ဒီပင်ကရာမြက်စွာဖရာကြွချီလာတာကိုမြင်ပြီးတော့ပူဇော်ကြတော့ဖို့အတွက်ချက်ချင်းဆိုသလိုမြေပြင်ပေါ်ကိုတက်ဆင်းခဲ့ပါတယ်ဒီပင်ကရာမြက်စွာဖရာနဲ့ယဟန်သာတွေကြွချီလာတဲ့လမ်းရဲ့နေရာတစ်ခုမှာရှို့ညုံတွေရှိနေပြီးအဲ့ဒီရှို့ညုံတွေထဲမှာဖရာရှင်ဖြတ်သွားရင်ညစ်ပတ်ရချီရဲဆိုတဲ့အသိစိတ်နဲ့သူ့မိသားရှင်ရဲ့ဟာကိုခန္ဓာကိုတဒါးပမာခင်းပြီးသူ့ရဲ့ကိုဘောကဖြတ်သွားဖို့ရှောက်ထားတဲ့ အဲ့ဒီအချိန်ရှင်ရှင်ရတိရဲ့အနောက်မှာရှိနေတဲ့သူမိတ္တာအမည်ရှိအမျိုးသမီးဟာဘုရားရှင်အားပူဇော်နိုင်ရန်အတွက်သူမမှာရှိတဲ့ဂျာပန်ရှစ်စီးတဲ့ကငါးစီးကို သူမိတ္တာရှင်ရတိကိုပေးလိုက်ပြီးကြံနေတဲ့ပန်းစီးသုံးစီးကိုကိုယ်တိုင်လှူဒန်းပါတယ်ဒီပင်ဂရာမြတ်စွာဘုရားဟာသူမိတ္တာရှင်ရတိနဲ့သူမိတ္တာသူမိတ္တာတို့ရဲ့နောင်ဘဝတန်ရာအဆက်ဆက်ကိုဆင်ခြင်တော်မူလိုက်ပါတယ်နောက်ပြီးသူမိတ္တာရှင်ရတိဟာ နောက်အခါမှာဂေါတမမြတ်စွာဘုရားဖြစ်ပြီးသုံးမိတ္တဟာယတောတရားမိဘရားဘဝအထိဘဝအဆက်ဆက်ပါရမီဖြစ်ပဲဖြစ်လိမ့်မယ်လို့ བྱ ာထိပ်ပေးလိုက်ပါတယ်။ဒီပင်ကရာမြတ်စွာဘုရားကိုကတ်လူနိုင်ဖို့ဂျာပန်ကားစီကိုခွဲဝေပေးပေးလိုက်တာကနေစပြီးတော့သုံးမိတ္တဟာပါရမီဂျိုးတွေဘဝအဆက်ဆက်ဖြစ်စီဆက်သွယ်ခဲ့လို့နောက်ဆုံးယတောတရားမိဘရားဘဝအထိဘူးစာဘတ်ဖြစ်နေခဲ့တာပါ။ဒါကတော့သုံးမိတ္တရှင်ရသိနဲ့ သူမိတ္တာတို့ရဲ့ဘဝအဆက်ဆက်ပါရမီဖြည့်ခဲ့မှုကိုပြောပြခဲ့တာပါ။နောက်ပြီးဂေါတမမြတ်စွာဘုရားလက်ထက်အခါကနကုလပိတာနဲ့နကုလနကုလမာတာတို့ဇနီးမောင်နှံတို့ဟာဘုရားရှင်ကိုဒီလိုလျှောက်ထားပါတယ်။အရှင်ဘုရားတပည့်တော်တို့ဇနီးမောင်နှံတို့ဟာယဟုဘဝမှာလွန်စွာချစ်ခင်မြတ်နိုးကြပါတယ်။နောင်ဘဝအဆက်ဆက်မှာလည်းအခုလိုပဲချစ်ခွင့်မြတ်နိုးခွင့်ရလိုပါတယ်။ ဘယ်လိုပြုမျိုးကြင့်ကြံလို့ရပါတယ်လဲလို့ရှောက်တင်လိုက်ပါတယ်ဒီအခါအရှင်ဂေါတမမြတ်စွာဘုရားဟာတတူမြတော်တရားနှစ်တူမြတော်တီလာသုံးတူမြတော်စွန့်ကျဲမှုလေးတူမြတော်ပညာရှိရမယ်ဆိုပြီးတော့ဟောကြားတော်မူခဲ့ပါတယ်ရှင်ဂေါတမမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ပါရမီဖြည့်နည်းကိုအသုံးပြုပြီးနောက်ဘဝမှာကိုချစ်ရတဲ့သူနဲ့ပြန်လဲနှိစအောင်ကြိုးစားနိုင်ပါတယ်တူမြတော်တရား တရားဆိုတာဖရာတရားတန်ခါကိုယုံကြည်ခြင်းကံကံဤအကျိုးကိုယုံကြည်ခြင်းဖြစ်ပါတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတာနှစ်ဦးစလုံးအကျွဲ့မဲ့ယုံကြည်ထားကြတယ်ဒီနှစ်ဦးစလုံးကလည်းကောင်းတဲ့အချက်တွေကိုအတူတူလှုပ်ဆောင်ကြတယ်တယောက်လူဒန်းနေမှုအပေါ်မှာတယောက်ကစိတ်ကွက်တာမျိုးမရှိပဲအလှူတွေဆိုရင်လည်းနှစ်ဦးစလုံးကစေတနာတရားတူညီနေကြတယ်တယောက်လူရင်တယောက်ကအားကျိုးမှန်တတ်ဖြစ်တယ် ကောင်းတဲ့အချက်တွေကိုအတူတူကြင့်ပြီးကောင်းတာတွေကိုအတူတူလုပ်ကြတယ်ဒါကိုတူမြတော်တရားလို့ခေါ်ဆိုနိုင်ပါတယ်နှစ်တူမြတော်တီလာတီလာဆိုတာရေဘူးရအဖြစ်ပြောရမယ်ဆိုရင်ကိုကျင့်တရားဖြစ်ပါတယ်ကိုရဲ့ချစ်ရသူအပေါ်မှာမဖောက်ပြန်မှု ချမ်းမကုန်မှုကိုဇနီးကိုခင်မွန်းကလွဲရယ်ဘသူကောင်မှတတ်မှတ်စိတ်ချစ်ခင်စိတ်မဖြစ်ဘူးစိတ်နဲ့တောင်မပြစ်မှားဘူးဒါဟာကိုချစ်ရတဲ့သူအပေါ်မှာထားတဲ့ကိုကျင့်တရားပါ တယောက်နဲ့တယောက်ဒီလိုကောင်းမွန်တဲ့ကိုချစ်တရားတွေတူညီမယ်ဆိုရင် နောက်ဘဝမှာပြန်လဲစုံစည်းနိုင်မှုတေးကြပါလေတကယ်လို့ကိုကတခြားသူတယောက်ကို စိတ်ကလေးနဲ့ပြစ်မှားမိလိုက်တယ်လိုချင်တတ်မှတ်စိတ်ဖြစ်လိုက်မိတယ်ဆိုရင်အခုလက်ရှိတင်ချစ်ရတဲ့သူနဲ့နောင်တနေရာမှာမစုံစည်းနိုင်တော့ပါဘူး၃တူမျှသောစွန့်ခြင်းမှုနောင်ဘဝမှာချစ်ရသူနဲ့ပြန်လဲစုံစည်းခြင်းပါတယ်ဆိုရင်တူညီတဲ့စွန့်ခြင်းပေးကမှုရှိဖို့လိုအပ်ပါတယ် မိမိတို့နှစ်ယောက်ကောင်းစားနေဖို့တခုတည်းကိုသာမကြည့်ပဲတခြားသူတွေလည်းကောင်းစားစေခြင်းနဲ့စိတ်ဆန္ဒတူညီကြတယ်။တခြားသူတွေအဆင်ပြေပြေဖြစ်နေစေခြင်းနဲ့စိတ်ဆန္ဒတူညီကြတယ်။ကို့မှာရှိတာလေးတွေကိုအတတ်နိုင်ဆုံးတရားကြည်ပြူစွာနဲ့ပေးကန်းစွန့်ကြဲကြတယ်။အမျိုးသမီးပေးကန်းစွန့်ကြဲခြင်းစိတ်ရှိတဲ့အခါအမျိုးသားကကြည်ပြူသလို အမျိုးသားပေးကန်းစွန့်ကြဲခြင်းစိတ်ရှိတဲ့အခါအမျိုးသမီးကကြည်ပြူတယ်။ဒါကိုတူမျှတဲ့စွန့်ကြဲမှုလို့ခေါ်ပါတယ်။၄ တူမျှသောပညာဒီနေရာမှာပညာဆိုတာအတန်းပညာနဲ့သက်ဆိုင်ခြင်းမရှိပါဘူးဆိုလိုခြင်းတဲ့ပညာဆိုတာအကျိုးအကြောင်းအကြောင်းအကျိုးအကောင်းအဆိုးကိုခွဲခြားသုံးသပ်နိုင်ခြင်းအမားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်ခြင်းဖြစ်ပါတယ်ပါရမီဖြည့်ဖို့ဖြစ်ပတ်ဖြစ်ဖို့ဆိုတာဟာဉာဏ်ပညာချင်းတူညီနေဖို့လိုအပ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကိုယ့်ရဲ့လက်တွဲပေါ်ကလမ်းမရောက်ဖို့နီးစပ်နေတယ်ဆိုရင် မကြခင် လမ်းမရောက်တော့မယ့်အကြောင်း ဒါလုပ်ရင်မှားမယ်ဒါလုပ်ရင်မှန်မယ်ဒါလုပ်ရင်အကျိုးဖြစ်မယ်ဒါလုပ်ရင်တော့စိုးကျိုးတွေဖြစ်နိုင်တယ်ဆိုတာကိုအကြံဉာဏ်ပေးနိုင်တဲ့ပညာဉာဏ်ရှိဖို့လိုပါတယ်တယောက်ကိုတယောက်အကြံတွေပေးရင်ကောင်းတာတွေအတူလှုပ်ဆောင်ရင် ရှေ့ဆက်သွားမယ်ဆိုရင် နောက်ဘဝမှာပြန်လဲစုံစည်းဖို့သိကြပါတယ်ကျွန်တော်ဖော်ပြခဲ့တဲ့အချက်၄ချက်နဲ့ဒါကိုင်းညီနေမယ်ဆိုရင်ဒီဘဝမှာတင်တာမကနောင်ဘဝအဆက်ဆက်ပါရမီဖြစ်ပတ်တွေဖြစ်ချပါလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီအချက် ဒီလေးချက်ဟာဂေါတမဘုရားရှင်ကိုယ်တိုင် နကုလပိတာနဲ့နကုလမာတာတို့ဇနီးပေါင်တဲ့နှစ်ဦးကိုပေးခဲ့တဲ့နိလန့်တွေဖြစ်ပါတယ်။ချစ်သူနဲ့တန်တရာအဆက်ဆက်ပါရမီဖြည့်ဘက်တွေဖြစ်ကြပါစေ။တွေ့ဆုံပြီးရင် ခွဲခွာကြရမယ်။တေခွဲနဲ့ခွဲရမလား။ရှင်ခွဲနဲ့ခွဲရမလားဆိုတာပဲမသိကြတာပါ။တွေ့ဆုံပြီးရင်ခွဲခွာကြရမယ်ဆိုတာက လုံးဝသိကြပါတယ်။ ကျွန်တော်တို့ချက်ရတဲ့သူတွေကျွန်တော်တို့ဘယ်ဘေးမှာအမြဲမရှိပေးနိုင်ကြပါဘူးကျွန်တော်တို့ကတန်ရာ ခရီးသွားတွေပါ ခရီးသွားတွေဆိုတာတွေ့ဆုံပြီးရင်ခွဲခွာကြရမှာဖြစ်ပါတယ်ခွဲခွာခြင်းတွေထဲမှာရှင်ခွဲထွက်တီခွဲကပို့ပြီးတော့နာကျင်ရသလိုနှုတ်ဆက်ပြီးခွဲခွာသွားတာတက် မနှုတ်ဆက်ပဲရုတ်တရက်ခွဲခွာသွားတဲ့ခွဲခွာခြင်းမျိုးကပို့ပြီးတော့နာကျင်ရပါတယ်တကယ်လို့ကျွန်တော်တို့ချက်တဲ့သူတွေဒါရှင်ခွဲနဲ့ပဲဖြစ်ဖြစ်တေခွဲနဲ့ပဲဖြစ်ဖြစ် နှုတ်ဘက်ဆက်ပဲရုတ်တရက်ခွဲခွာသွားခဲ့ကြရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲလောကကြီးထဲမှာပုံသေးမှတ်လို့မရတဲ့အရာတွေအများကြီးရှိနေနိုင်ပါတယ်အခုနေပူပြီးခဏနေမိုးရွာတာမျိုးဖြစ်သွားနိုင်တယ်လို့အခုကိုယ်အနည်းအနာမှာရှိနေပေမဲ့ခဏနေကိုယ်အနည်းအနာကနေထွက်ခွာသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ကိုချစ်ရတဲ့သူတွေကိုယ်ဘေးနာမှာရှိနေစေကာလမခွဲခွာခင်အခက်အတန့်လေးပါ ကျွန်တော်တို့ချစ်ရတဲ့သူတွေကိုပြစ်မထားပဲအများကြီးဂယုစိုက်ကြရအောင်အများကြီးချစ်ပေးကြရအောင်အများကြီးတန်ဖိုးထားကြရအောင်တယောက်နဲ့တယောက်စိတ်ဆိုးနေတဲ့ဆိုရင်လည်းအခုပဲမန်မာနာတွေခွာချပြီးခွင်းလွတ်စရာရှိတာခွင်းလွတ်ခေါ်စရာရှိတာခေါ်လိုက်ပါကျွန်တော်ပြင်စမတဲ့နှစ်ကပေါ့အဖေကအရက်သမားမဟုတ်ပေမဲ့ပင်မရင်တော့အရက်တောက်တတ်တဲ့အချင်းရှိတယ်အရက်တောက်ရင်လည်းတပလင်းကိုနှစ်ရက်တောက်လိရှိတယ်ဆေးပြွားပြပေါ့လीအ အဖေအရက်တောင်းနေချိန်အမေကကျွန်တော်ကိုဂွင်းတို့ဖဏတ်လေးဝယ်ပေးဖို့ဆိုပြီးအိမ်ကနေဖဏတ်ဆိုင်ကိုခေါ်သွားခဲ့ပါတယ်ကျွန်တော်နဲ့အမေဖဏတ်ဆိုင်ကပြန်လာတော့အိမ်မှာအဖေမရှိတော့ဘူးအဖွားကိုမေးကြည့်တော့နဲ့အဖေတူတူငယ်ချင်းနဲ့မုံရွာလိုက်သွားတယ်နည်းနည်းကြာမယ်လို့တော့ပြောသွားတယ်တဲ့အဲ့ဒီနေရာစပြီး၃ရက်လောက်ကြာတဲ့အထိအဖေပြန်မလာတော့မုံရွာကအဖေတငယ်ချင်းနဲ့ဆွေမျိုးအိမ်ကိုဖုံးဆက်ကြည့်လိုက်တော့မသိဘူးသူတို့ရောက်မသူတို့ရောက်မလာဘူးရောက်မလာကြဘူးတဲ့ ဒါနဲ့အဖေကိုဘယ်မှာများရှိနေမလဲလို့ထပ်စုံစမ်းလိုက်တော့အဖေရှိတဲ့နေရာက လူတွေအလောင်းတွေထားတဲ့ရေခဲတိုက်မှာဖြစ်နေခဲ့ပါတယ်။တကယ်တော့အဲ့ဒီညကပဲအဖေဟာဆိုင်ကယ်အက်ဆီဒန့်နဲ့ကွယ်လွန်သွားခဲ့တာပါ။ကျွန်တော်ဘဝမှာအနာကျေရဆုံးအရာကအဖေနဲ့တေခွဲခွဲခဲ့ရတာပါပဲ။ဒီထက်ပိုပြီးနာကျင်စရာကောင်းတာကတော့အဖေကနှုတ်မဆက်ပဲကျွန်တော်ဘဝလေးကထွက်ခွာသွားတာပါ။အဖေရှိတုန်းကဆိုရင်အဖေနဲ့အမေရန်ဖြစ်တိုင်း အမေဘက်ကပါပြီးအဖေကိုအော်ဟစ်ပြောဆိုခဲ့တယ်အဖေကိုအရန်ကြီးချစ်မပြခဲ့မိဘူးအဖေကိုဂယုမဆိုင်မိခဲ့ဘူးအခုလိုမထင်မှတ်ပဲခွဲခွာလိုက်ရတော့ပြောမပြတက်လာအောင်နာကျင်ရတယ်နောင်နာတွေလည်းအများကြီးရတယ်အခုကျွန်တော်အဖေကိုပြန်လို့ခြင်းပေမဲ့ပြန်မရနိုင်တော့ဘူးအခုကနေ့မြင်ညပြောက်ကာလကြီးမှုကျွန်တော်တို့တွေကျွန်တော်တို့ချစ်တဲ့သူတွေနဲ့ခွဲခွာခြင်းခွဲခြင်းခွာခြင်းဆိုတာအချိန်မရွေးဖြစ်သွားနိုင်ပါတယ်အချိန်မရွေးရေမုန်းတဲ့တွေတိတ်ဆိတ်သွားနိုင်သလိုချစ်တယ်မုန်းတယ် လွမ်းတယ်ဆိုတဲ့စကားတွေဟာလည်းနောက်ဆုံးစကားတွေဖြစ်သွားနိုင်ပါတယ်ဒါကြောင့်အတူရှိနေတဲ့အချိန်လေးမှာမခွဲခွာရသေးတဲ့အချိန်လေးမှာချစ်ရတဲ့သူတွေကိုအချိန်ပေးပါချစ်တဲ့သူတွေကိုမုန်းတယ်ဆိုတဲ့စကားမပြောမိအောင်ဆင်ခြင်ပါကိုကိုမုန်းတဲ့သူတွေကိုတန်မိုးကိုနားမလဲတဲ့သူတွေကိုကိုအမြဲအနာယူတက်တဲ့သူတွေအပေါ်မှာလည်းနားလည်နိုင်အောင်ကြိုးစားပါတကယ်လို့တေခွဲပဲဖြစ်ဖြစ်ရှင်ခွဲပဲဖြစ်ဖြစ်ရုတ်တရက်ခွဲခွာလိုက်ရမယ်ဆိုရင်တော့နောင်နာကင်မီတာဝန်ကျေတဲ့သူက ကိုပဲဖြစ်နေပါစေ။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖျက်ပြခဲ့တဲ့လူငယ်တယောက်စိတ်ဓာတ်ကျနေသည့်စာအုပ်အပိုင်းကနောက်ဆုံးအပိုင်းလေးဒီမှတင်ပြီးဆုံးပါပြီ။အတိတ်အတိတ်သောစာအုပ်ပေါင်းများစွာကိုဆက်လက်နားဆင်လိုပါကကျွန်တော်ရဲ့ channel လေးဖြစ်တဲ့စိုးနေဖို့ channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မြတ်တာရက်ခံပါတယ်။သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မြတ်တာရက်ခံပါတယ်။ ယခုနားထောင်ခဲ့တဲ့စာအုပ်ကနေပြီးတော့လည်းတခုခုတင်ယူပြီးတော့ဘယ်အရာတွေကို ကုဘွားတွေကမကောင်းတဲ့အရာတွေကိုဖယ်ရှားပြီးတော့ကောင်းတဲ့အရာတွေကိုယူဆောင်လာနိုင်လဲဆိုတာကိုလည်းကွန်မန့်ပေါ့ပါကွန်မန့်မှာရေးပြီးတော့ sharing လုပ်သွားစေချင်ပါတယ်ခင်ဗျာအားလုံးကောင်းဆုံးနေ့လေးကို ပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးအသွေးနဲ့ကတ်ချီ၃ပါးရံမှ အမြန်ဆုံးကင်းဝေးပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ